ဖြတ်တဲ့ခါကျရင်ဒွလိုင်းတက်ဖွဲ့တွေကလည်းအသာကြီးနဲ့အေးတက်တရောက်လာပြီလားပါညာဒါဒါမျိုးတော့လုံးဝမဟုတ်ဘူးပေါ့နော်။ဂန်းနေနေကြည့်ပဲမိတ်ဆက်မှာ။ဒီနေရာကိုဒွလိုင်းတက်ဖွဲ့တွေကတိမ့်ပိုက်ထိချိုးထားတဲ့ကာလာတစ်လျှောက်မှာလုံးဝသူ့ရဲ့အသေးကိုအဲ့နဲ့ဆွနေသလိုပဲ။အဲ့နဲ့ထိုးနေသလိုပဲ။ မင်္ဂလာပါဒီနေ့ကတော့နိုဝင်ဘာလ17ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီနေ့မှာလည်းကျွန်တော်သတင်းတွေပြောကြမယ်အဓိကတော့ဒီမိုးကုတ်မိုးမိတ်နဲ့ပတ်သက်တဲ့ဟာတွေပြီးရင်မရီယာစင်ကူတပိတ်ချင်းပေါ့နော်ဒီဘက်ချမ်းမှာဖြစ်နေတဲ့အခြေအနေတွေပြီးရင်ဒါစစ်ကောင်စီလှုပ်လာတဲ့ဒါထူကြမှုတွေကျွန်တော်ဒေါ်လိုင်းတက်ဖွဲ့တွေကပြန်ပြီးတော့တုံ့ပြန်တဲ့ပုံစံမျိုးတွေအပြင်မြေပြင်နေထားတဲ့မြေပြင်ခြေနေတွေဒေသခံတွေရဲ့ဒါကြုံနေရတဲ့ဒါအခက်ခဲတွေပေါ့နော်အဲဥစားတွေနဲ့ပတ်သက်လို့လည်းဒါကျွန်တော်ပြောကြမယ်အဲ့တော့အဲ့ဘက်ချမ်းနေမြေတွေမှာပေါ့နော်ဒါဒေါ်လိုင်းတက်ဖွဲ့တွေကဒါ ဒီမိုးကုတ်ပဲဖြစ်ဖြစ်မိုးမေပဲဖြစ်ဖြစ်စင်ကူးတပိတ်ချင်းမတရားဒီလိုမျိုးနေရာတွေမှာရှိနေတဲ့တော်လိုင်းတပ်ဖွဲ့တွေကစစ်ကောင်စီရဲ့ဒါပြင်းထန်တဲ့ထိုးစစ်တွေကိုအစွမ်းကုန်ခုခံကာကွယ်တားဆီးသွားမယ်ဆိုတဲ့ပုံစံမျိုးနဲ့ထုတ်ပြန်လာနေတာတောက်လျှောက် စက်တိုက်ကိုမြင်တွေ့နေရတာဖြစ်တယ်အဲ့တော့ဒါစစ်ကောင်စီကလည်းလက်ရှိနေထားရပါတော့နော်အမြေပြင်မှာအဲတော်တော်လေးကိုဖိဖိစီစီလှုပ်လာတဲ့ပုံစံမျိုးတွေတွေ့နေရတယ်အဲပြောမယ်ဆိုရင်ကျွန်တော်အပြောထက်ပါတော့အလောက်ကပို့ပြီးခက်ခဲတဲ့အောင်ပုံစံမျိုးတွေမြင်တွေ့နေရတာလည်းရှိတယ်ပါတော့နော်မြေနေထားမှကြည့်မယ်ဆိုရင်လည်းစစ်ကောင်စီကဒါတချို့ လမ်းပိုင်းတွေမှာဒါအုပ်စည်းမိဖို့အတွက်လုပ်နေတာတွေရှိလာတယ်ပြီးတော့ဒေါ်လာရင်းတက်ဖွဲ့တွေကိုပိတ်ဆို့ဖို့အတွက်ဒါပြင်ဆင်နေတဲ့ပုံစံမျိုးတွေလည်းဒါမြင်တွေ့နေရတယ်အဲ့လိုမျိုးတွေလုပ်တဲ့အခါမှာတေချာပေါက်ကိုစစ်ကောင်စီကဖျက်လေးပြပုံစံမျိုးတေချာပေါက်လုံးပါပေါ့နော်အဲ့လိုလုပ်တဲ့အခါမှာဒေါ်လာရင်းတက်ဖွဲ့တွေပို့ပြီးတော့ခက်ခဲလာနိုင်ခြေရှိတယ်ဒေသခံတွေပို့ပြီးတော့ခက်ခဲလာနိုင်ခြေရှိတယ်ပြန်ဒါရှင်သန်ရက်ဒီရဲ့အတွက်တွေရောဒါလက်နက်ခဲယမ်းပိုင်းတွေမှာရောပို့ပြီးတော့ဒါဖြတ်တောက်ပိတ်ဆုံးမှုတွေသူပို့ပြီးတော့လုံလာမဲ့ပုံစံမြင်နေရတယ်ပေါ့နော်အဲ့တော့စစ်ကောင်စီဘက်မှာလည်းဒါလေကြောင်းအေးတာမှုတွေရှိသလို လက်ရှိမြေပြင်မှာလည်းစစ်ကောင်စီကဒေါ်လာရင်းတက်ဖွဲ့တွေထက်မြေပြင်မှာရှိတဲ့ဒေသခံပြည်သူတွေကိုပို့ပြီးတော့ပြောရရင်ဒါအပြစ်မဲ့အရသာပြည်သူတွေကိုပို့ပြီးတော့ဥတီဗီတိုက်ခိုက်နေတာတွေတွေ့နေရတယ်အဲ့တော့စစ်ကောင်စီဘက်ကရောဒေါ်လာရင်းတက်ဖွဲ့တွေဘက်ကရောမာရီလှူရှားမှုတွေရှိတယ်လေမြေပြင်မှာဒေသခံပြည်သူတွေဘာတွေကြုံတွေ့နေရတယ်လဲဒီအကြောင်းတွေကိုကျွန်တော်ပြောကြမှာပေါ့နော်အဲ့တော့မန္တလေးပြည်ကအပါဒေါ်လာရင်းတက်ဖွဲ့တွေရဲ့ဒါထိန်းချုပ်စိုးမှုနယ်မြေတွေကိုစစ်ကောင်စီကတာလွန်အင်အားများပြားစွာနဲ့ထိုးစစ်တွေဆင်နေတာတွေရှိတယ်ထိုးစစ်စင်တိုက်ခိုက်မယ်ဆိုတဲ့ဟာကိုလည်း ပူဇန်းညံဇန်းရှိသမျှဒေါ်လာရေးတက်ဖွဲ့တွေကဒါပြန်ပြီးတော့ကာကွယ်သွားမယ်တုံ့ပြန်တိုက်ခိုက်သွားမယ်ဆိုပြီးတော့လေဒါထုတ်ပြန်လာတယ်ဗောနော်အဲ့တော့မန်လေး PDF ကထုတ်ပြန်တဲ့ဟာဆိုလဲဒါဒီနေ့မှာတွေ့ရတယ်ဒါကပြောမယ်ဆိုရင်ဒါ PDF တက်ဖွဲ့အနေနဲ့ပြည်သူကိုဂရိပေးလိုက်တာဗောနော်ဂရိပေးလိုက်တာပြည်သူကိုစိတ်တမကြအောင်အဲပြည်သူတွေနဲ့ပြည်သူတွေရဲ့ရှေ့မှာဒေါ်လာရေးတက်ဖွဲ့တွေရှိတယ်ကျွန်တော်တို့အားလုံးရှိတယ်ကျွန်တော်တို့အားလုံးဒီလိုမျိုးပုံစံမျိုးနဲ့စူသီးညီညွတ်စွာနဲ့စစ်ကောင်စီရဲ့ထိုးစစ်တွေကိုတုံ့ပြန်တိုက်ခိုက်သွားမယ်ကျွန်တော်တို့တတ်နိုင်ဆုံးကာကွယ်မယ်ဆိုတဲ့ပုံစံမျိုးကြိပေးလိုက်တာဖြစ်တယ်ဗော တော့စစ်ကောင်စီကလာမဲ့ဒီ2025နှစ်ကုန်နဲ့2026နှစ်စပိုင်းမှာသူရဲ့ရွေးကောက်ပွဲကိုစတင်ကျင်းပဖို့ပြုလုပ်နေတာဖြစ်တဲ့အထူးရောင်ရွေးကောက်ပွဲပေါ့နော်အဲ့လိုလုပ်နေတဲ့အတွက်အဲ့ဒီကာလမတိုင်ခင်မှာမြို့တွေကိုသူအသေးတန်ပြန်လိုချင်တယ်ဆုံးချုပ်ထားတဲ့နေရာတွေကိုသူပြန်ပြီးတော့ထိန်းချုပ်ဖို့အတွက်လုပ်နေတယ်။ပြီးရင်အပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်းကိုလည်းဒါပြောထားတာတွေ့ရတယ်။မန္လေးပြည်ရဲ့လှုပ်ရှားနေမြေတွေဖြစ်တဲ့မရရဆင်ကူးမြို့နယ်နဲ့ဒါတပေချင်းမြို့နယ်တို့မှာလည်းစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကိုဒါ ကျင်းပမယ်ဆိုပြီးတော့ယာထားတာဖြစ်တယ်ဗောနော်အဲ့လိုယာထားတာဖြစ်တဲ့အတွက်ဒီနေရာလေးကိုလည်းအဲစစ်ကောင်စီကအပြင်းထန်ထိုးစစ်ဆင်လာလိမ့်မယ်ဒါကြောင့်ပြည်သူအနေနဲ့လည်းကြုံတွေ့လာရနိုင်တဲ့အခက်အခဲတွေအဲခုနလိုဗောနော်ဒါဘေးရနေတွေကိုကြိုတင်ပြင်ဆင်ထားကြဖို့ဒါကောက်ွယ်ထားကြဖို့ဆိုတဲ့ပုံစံမျိုးထုတ်ပြန်ထားတာတွေ့တယ်။လက်ရှိချိန်မှာဒါမရီယာမြို့နယ်ကဒါဆယ်တော်ကြီးဆယ်စကန်းဝင်းကျင်မှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရတယ်။နိုဝင်ဘာ9ရက်နေ့မှာလည်းဒါမရီယာမြို့နယ်ကဒါဆယ်တော်ကြီးဆယ်စကန်းကိုစစ်ကောင်စီဘက် က ပြန်ပြီးထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီးတော့ဖော်ပြထားတာတွေ့ရတယ်ဗောနော်အဲ့တော့တိုက်ပွဲတွေကပိုပြီးပြင်းထန်လာမဲ့သဘောတော့ယူဆရတယ်ဘာဖြစ်လို့ဆိုတော့စစ်ကောင်စီကဒီမိုးကုတ်မိုးမိန်မြို့ကိုသွားဖို့အတွက်ဆိုရင်ဒီနေရာတွေကဖျက်ရမှာရအောင်အဲ့လိုဖျက်ပြီးဆိုတဲ့ခါကျရင်လေတော်လိုင်းတပ်ဖွဲ့တွေကအစွမ်းကုန်ကာကွယ်မှာလို့ပြောထားပြီးသားအဲ့လိုမျိုးဆုံးဖြတ်တာဖြစ်တဲ့အတွက်တိုက်ပွဲတွေအကြီးကျယ်ဖြစ်ပွားလာနိုင်တယ်။ဒါကြောင့်မလို့ပြည်သူတွေကိုခုလိုမျိုးသတိပေးတာတွေထုတ်ပြန်လာတာဖြစ်တယ်ပေါ့နော်။အဲ့တော့ဒါမန်လေး PDF နဲ့အတူတူဒါပူးတွဲပြီးတော့လှုပ်ရှားခဲ့တဲ့ TNLA အဖွဲ့ပေါ့နော်။ဒါ TNLA တပ်ဖွဲ့တွေကစစ်ကောင်စီနဲ့ အပြစ်ခတ်ရက်သွားတယ်ဗောနော်အဓိကတော့တရုတ်ရဲ့ဂျာဝင်မှုတွေတရုတ်ရဲ့ဆွတ်ဖတ်မှုတွေကြောင့်မလို့တရုတ်ရဲ့ဖီအားတွေကြောင့်မလို့ဘလို့ပဲဆိုစီဗောနော်ဒါအပြစ်ခတ်ရက်ဆဲသွားတယ်အဲ့လိုအပြစ်ခတ်ရက်ဆဲပြီးရဲ့နောက်ကအာဒီမိုးကုတ်မိုးမေကိုစစ်ကောင်စီကိုပြန်ပေးမယ်ဆိုတဲ့ပုံစံမျိုးသတင်းတွေထွက်ပေါ်လာခဲ့တယ်အဲ့လိုသဘောတူညီချက်နဲ့အတူဒါစစ်ကောင်စီကိုဒါတွဲပေးမယ်ဆိုတဲ့ပုံစံမျိုးတော့တွေ့ရတယ် အဲ့တော့စစ်ကောင်စီကလည်းလာရှုမျိုးကို MNDA လွှဲပေးပြီးတဲ့နောက်ပိုင်းမှာသူလုပ်ခဲ့တဲ့ပုံစံပေါ့နော်အဲ့ဒါပါလဲဆိုတော့ဒီဌာနဆိုင်ရာဝန်ထမ်းတွေကိုလာရှုကိုပို့ခဲ့တာရှိတယ်အဲ့လိုပဲဒီခုမိုးကုတ်မိုးမိန်နဲ့ပတ်သက်လို့ပေါ့နော်ဒီနေရာကိုဒါ TNL ကပြန်ပြီးလွှဲပေးတဲ့အချိန်မှာစစ်ကောင်စီကဒီဌာနဆိုင်ရာဝန်ထမ်းတွေကိုမိုးကုတ်မိုးမိန်မျိုးတွေကိုပို့ဖို့အတွက်စီစဉ်နေတယ်ဆိုပြီးတော့လည်းသတင်းတွေထွက်ပေါ်နေတယ်ပေါ့နော်အဲ့ဒါဆိုတော့တွားရဲပါမလားဒီဝန်ထမ်းတွေတွားရဲပါမလားပေါ့နော်သူရဲ့နန်းစီတီယံဝန်ထမ်းတွေပေါ့နော်အဲ့ပြီးတော့ကျတော့ဘယ်လိုတွားမှာလဲဘယ်သူလိုက်ဖို့မှာလဲဒါတွေကလည်း ဒါစဉ်းစားစရာအချက်တွေဖြစ်လာလိမ့်မယ်ပေါ့နော်ဘလို့ပုံစံမျိုးလွှဲပေးမှလဲဆိုတဲ့ဟာကလည်းစဉ်းစားစရာအချက်တွေဖြစ်လာတယ်အဲ့တော့ဒါစိတ်ဝင်စားစရာပေါ့နော်ဆက်ပြီးစောင့်ကြည့်ရမယ့်အရာတွေလည်းဖြစ်တယ်ဒါပေမဲ့ဒီမိုးကုတ်မိုးမိတ်အခြေအနေကလာရှိုးပုံစံမျိုးတော့တပုံစံနဲ့ထပ်တူညီနေတဲ့ပုံစံမျိုးတော့မတွေ့ရဘူးပေါ့နော်အဲ့တော့လာရှိုးနဲ့မတူတာကမိုးကုတ်မိုးမိတ်တွားရောက်နိုင်တဲ့လမ်းပိုင်းတွေမှာတော်လိုင်းကြီးတပ်ဖွဲ့တွေကစိုးမိုးထိန်းချုပ်ထားဒါကျွန်တော်ခုနပြောလို့ပေါ့နော်အဲမိုးကုတ်ကိုစစ်ကောင်စီတွားမယ်ဟဲ့ဆိုရင်ဂျာမန်တော်လိုင်းတပ်ဖွဲ့တွေကို တေချာပေါက်သူတို့ဖြတ်ရမှာပေါ့နော်ဖြတ်တဲ့ခါကျရင်ဒွလိုင်းတက်ဖွဲ့တွေကလည်းအသာကြီးနဲ့အေးတက်တာရောက်လာပြီလားပါညာဒါမျိုးတော့လုံးဝမဟုတ်ဘူးပေါ့နော်ဂန်းနေနေကြည့်ပဲမိတ်ဆက်မှာအားကြဘလို့ပုံစံမျိုးဖြစ်လာမလဲဆိုတဲ့ဟာကလည်းစိတ်ဝင်စားစရာကောင်းတယ်ပေါ့နော်အဲ့တော့ဒါမိုးကုတ်မိုးမိတ်မျိုးတွေကိုစစ်ကောင်စီကလာရှိုးမျိုးကိုယူသလိုမျိုးအလွယ်တကူပြန်ပြီးတော့လွှဲပြောင်းယူနိုင်ဖို့တော့ မပြစ်နိုင်သေးဘူးလို့ဒါယူဆရတယ်ဗောနော်ဒါပြင်ဒါ1027စစ်စစ်ရေးမှာဒါ TNL နဲ့အတူတူပဲပူးပေါင်းပြီးတော့ဒါတီဘောတို့အာသိန်းဒီတို့ဒီမြို့သိန်းပွဲတွေမှာဗောနော်တိုက်ပွဲဝင်ခဲ့တဲ့မန်လေးပြည်သူကာကွယ်တပ်ဖွဲ့ဒါပြောရမယ်ဆိုရင် MD1 PDF ပြီးရင်မိုးကိုပါခပမိုးကိုဖြူအပါဝင်ဒါ NUG ကဒါတော်လင်းတပ်ဖွဲ့တွေဗောနော်ဒီတပ်ဖွဲ့တွေကမိုးကိုနဲ့မိုးမိတ်မြို့တွေကိုကာကွယ်သွားမယ်ဆိုပြီးတော့ထုတ်ပြန်လာတယ်ဒါပြင်ဒါမြန်မာနိုင်ငံလုံးဆိုင်ရာအကြောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ကလည်း ဒီစကိုင်းတိုင်းကရှိတယ်ပေါ့နော်တော်လိုင်းတပ်ဖွဲ့တွေနဲ့အတူတူပူးပေါင်းပြီးတော့မိုးကိုမြို့ကိုကာကွယ်ဖို့အသင့်ရှိကြောင်းထုတ်ပြန်ထားတာတွေ့ရတယ်ပေါ့နော်အဲ့လိုပြောဆိုထားတာတွေ့ရတယ်အဲ့တော့ကာကွယ်မဲ့တပ်တွေကတော့မနေမနောကြီးကာကွယ်မဲ့အင်အားတွေကမနေမနောကြီးတကယ်နဲတော့မဟုတ်ဘူးဒါကျွန်တော်တို့မသိနိုင်တဲ့တပ်တွေလည်းပါတယ်ဒီဒီပြောကျွန်တော်ပြောရတဲ့အထဲမှာမပါဝင်သေးတဲ့တပ်တွေလည်းအများကြီးပါတယ်ပေါ့နော်အဲ့တော့အင်အားအရာမှကြည့်မယ်ဆိုရင်တော့လုံးဝစစ်ကောင်စီဖြုံလောက်စရာရှိတယ်တကယ်ဒီအင်အားကြီးနဲ့သာပြန်ပြီးတော့ကာကွယ်ဖို့အတွက်ဆိုမဖြစ်နိုင်စရာအကြောင်းကိုမရှိဘူး ။တကယ်ဒါပေမဲ့ဘာတွေကျွန်တော်တို့ကြုံတွေ့ရလဲဆိုတော့လက်နက်ခဲရဲ။လက်နက်ခဲရဲကတော့ဒါကျွန်တော်တို့အတွက်ကြီးမားတဲ့အခက်အခဲတစ်ခုအနေနဲ့ကြော်ဖြတ်ဖို့ရှိတယ်ပေါ့နော်။ဈေးကောင်စီကဒီလမ်းကြောင်းတွေကိုပိတ်ထားပြီဆိုတဲ့အချိန်မှာလက်နက်ခဲရဲဒါကျွန်တော်တို့ဘလောက်ထိစုဆောင်းထားနိုင်ပြီလဲ။ပြီးတော့ကြတော့လက်နက်ခဲရဲပို့ဆောင်နိုင်ဖို့အတွက်ပေါ့နော်။ဒါအရန်အနေနဲ့နောက်ဆုံးပြဒါအခုလက်ရှိမစုဆောင်းထားနိုင်သေးဘူးဒါပေမဲ့တိုက်ပွဲကာလအတွင်းမှာထပ်ပြီးတော့ပို့ဖို့အတွက်ဖြစ်လာပြီဆိုရင်ဘယ်လမ်းကြောင်းတွေကိုသုံးပါလဲ။ ဒါတွေကတော်လိုင်းတက်ဖွဲ့တွေပြင်ဆင်ထားရမယ့်အရာတွေဖြစ်လာလိမ့်မယ်ပေါ့နော်။ဒါမလွဲမသေးတေချာပေါက်ကြုံတွေ့ရလာနိုင်တဲ့အခြေအနေတွေဖြစ်တယ်။အဲ့တော့စစ်ကောင်စီဘက်ကလည်းဒါစစ်ကိုချွေပြီးတော့ကိုသူကတိုက်မှာပေါ့နော်။ဘာလို့လဲဆိုတော့အခုလိုမျိုးပြပြင်ဆင်မယ်ပြင်ဆင်မယ်ဆိုတဲ့သတင်းတွေကတောက်လျှောက်ကိုထွက်ပေါ်နေတာဖြစ်တယ်။ပြီးရင်ကာကွယ်မယ်ဆိုတဲ့အကြောင်းတွေကလည်းတောက်လျှောက်ထွက်ပေါ်နေတာ။တချို့ဆိုရင်ဘက်တက်ဘက်တက်ဘက်တက်ဆိုပြီးတော့ဒါတောက်လျှောက်ပေါ့နော်။ပြည်သူအားငယ်မှာဆိုလို့ဆိုတဲ့ပုံစံမျိုးနဲ့ရည်ရွယ်ပြီးတော့ထုတ်ပြန်နေလားတော့မသိဘူးပေါ့နော်။ဒါပေမဲ့လည်းအဲ့ဟာကိုစစ်ကောင်စီကလည်းကြည့်နေမှာဖြစ်တယ်။ကြည့်နေမှာဖြစ်တဲ့အတွက်ပေါ့နော်။ တို့လည်းအင်အားတော့တွက်မှာပဲပေါ့နော်တွက်မှာပဲဒါပေမဲ့အတိကျတော့ဘယ်တော့မှသိနိုင်မှာတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့အခုခံမှန်းကြည့်ရတော့ဆိုရင်ကိုပဲဒီအင်အားကြီးကစစ်ကောင်စီဘလို့ပဲဝင်ရောက်လာလာပေါ့နော်ပြန်ပြီးတော့ခုခံတိုက်ခိုက်နိုင်ဖို့အတွက်အလုံလောက်ပြင်မှာကြော်လွန်နေတယ်လို့တောင်ပြောလို့ရဒါပေမဲ့ကျွန်တော်တို့စဉ်းစားမှာအခက်ခဲကခုနလက်နက်ခဲရမယ်လက်နက်ခဲရကကျွန်တော်သိရတဲ့အတိုင်းပဲ တော့မှာမှာပြီးတော့ဗောနော်ချက်ချင်းလက်ငင်းဒါဘေးလမ်းမင်းဈေးဆိုင်တွေမှာသွားပြီးတော့ဝယ်ယူလို့ရနိုင်တဲ့ပစ္စည်းမျိုးလည်းမဟုတ်ဘူးအဲ့တော့ဒီလိုလမ်းကြောင်းတွေပိတ်လာပြီးဆိုတဲ့ခါကျရင်ဘာတွေပြင်ဆင်မလဲဆိုတဲ့အပိုင်းတွေကျွန်တော်အရင်ရေးကြည့်တယ်ကာလတစ်ခုကြာလာပြီးဆိုတဲ့ခါမှာလက်နက်ခင်းရဲ့ ਨੇ ပါမှုကိုဘလို့ရင်ဆိုင်မလဲဘလို့ဖြစ်ရှင်းမလဲဆိုတဲ့အပိုင်းတွေကလည်းအရင်ရေးကြည့်လာလိမ့်မယ်ဗောနော်လက်တလုံးအခင်းချင်းရတော့ဒါတပိတ်ချင်းမိုးကုတ်လမ်းပြီးရင်ဒါကြောက်ကြီးခုနှစ်မိုင်လမ်းတစ်လျှောက်မှာတော့ဒါမန်လေး BDN နဲ့ဒါ PLA တပ်ဖွဲ့တွေကနေရာယူထားတယ်ဆိုပြီးတော့သိရတယ် မိုးကုတ်မြို့ပပတ်လင်မှာတော့ဒါမိုးကုတ်ဘျူဟာတို့ဒါမိုးကုတ် PDF ပေါ့နော်အဲမိုးကုတ်ပါကပါတို့ဒီတပ်ဖွဲ့တွေကဒါပက်လေနေရာယူပြီးတော့ဒါကာကွယ်မယ်ဆိုတဲ့ပုံစံမျိုးတော့ဒါမြင်တွေ့နေရတယ်ပေါ့နော်အဲ့တော့ ကာကွယ်မယ်ဆိုရင်ကျွန်တော်တို့ခဲရန်အလုံလောက်ရှိဖို့လိုတယ်။အဲခဲရန်အတွက်ကိုကျွန်တော်လူကြီးတွေဘယ်လိုစီစဉ်ပေးကြမလဲ။ကျွန်တော်တို့တွန်လိုင်းတက်ဖွဲ့တွေဘာတွေစီစဉ်ထားကြမလဲ။ဒါကအရင်ရှိကြည့်ရပါတော့။စစ်ကောင်စီကလည်းဒီအတွက်ကိုသူကတေချာဖို့ပြန်ယူမှဒီမျိုးတွေကိုသူ့အတွက်အရင်အကျိုးရှိတဲ့မျိုးတွေပေါ့နော်။အဲ့တော့စစ်ကောင်စီဘက်ကလည်းဒါနောင်ချိုမိုးကုတ်လမ်းပိုင်းမှာရှိတဲ့ရန္နာသိင်္ကီဒါမိုင်းလုံပေါ့နော်။ရန္နာသိင်္ကီမိုင်းကနေကဒါမိုင်းလုံဘက်ပေါ့နော်။အဲ့မိုင်းလုံမျိုးကနေပြီးတော့စစ်ကောင်စီကမိုးကုတ်ကိုဥတီနေတဲ့စစ်ကြောင်းတစ်ကြောင်းရှိတယ်။အဲ့ဒါကဒါကျွန်တော်အစောပိုင်းကာလတွေမှာဒါလုံးဝသတင်းပြောက်သွားတဲ့စစ်ကြောင်းပေါ့နော်။အဲ့စစ်ကြောင်းက ညနာသိန်းကြီးဒါတတ်ထုမိုင်းခွင်းမှာပြန်ပြီးတော့သတင်းပေါ်လာခဲ့တယ်ဗောနော်အဲ့စေကြောင့်တောင်ရှိတယ်ပြီးရင်ဒါဖော်ရုံးလမ်းဆောင်ကနေမန်လီမိုးကုတ်လမ်းမကြီးတိုင်းမိုးကုတ်မြို့နောက်ဘက်ကိုဥတီနေတဲ့စစ်ကြောင်းတကြောင်းလမ်းရှိတယ်အဲ့ဒီစစ်ကြောင်းကဒါဖော်ရုံးလမ်းဆောင်မှာထိုးဖောက်ဖို့အတွက်စူးစမ်းနေတာတွေရှိတယ်အဲ့ဒီစစ်ကြောင်းကလည်းဖော်ရုံးမှာဒါတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပြီးတော့လက်ရှိအချိန်ထိတော်လိုင်းတပ်ဖွဲ့တွေက ဒီနေရာကိုပြန်ပြီးတော့အตาစီရထားတယ်ဆိုတဲ့သတင်းတွေလည်းကျွန်တော်သိရတယ်ဗောနော်အဲအဲ့နေရာကအမှန်တကယ်ပြောရမယ်ဆိုရင်စစ်ကောင်စီကပြီးခဲ့တဲ့ဒါလပိုင်းနေမှာမိုးကုတ်ကိုထိုးစစ်ဆင်ဖို့အတွက်ဖော်ရိုးလမ်းစုံကိုသူတို့အင်အားအလုံးရင်းနဲ့ခြိတက်တိုက်ခိုက်ခဲ့တယ်ဘာလို့လဲဆိုတော့ဒီနေရာကအရေးကြီးတယ်ဒီလမ်းစုံကအရေးကြီးတာဖြစ်တယ်အဲ့လိုခြေတက်တိုက်ခတ်ရမှာစစ်ကောင်စီကတပိတ်ချင်း9မိုင်နီးမှာရှိတဲ့ဒါအမှတ်73တပ်မတော်တပ်မြင့်လေးချင်းကြောင်းအဲ့ဒီတင်းတန်းကြောင်းမှာသူတို့ကအင်အားတွေစုဖွဲ့ပြီးတော့ခြေပြုတ်ပြီးစတင်လှုပ်ရှားခဲ့တာဖြစ်တယ် အဲ့တော့ဖော်တော်လမ်းဆောင်ကဒါတပေချင်းစင်ကူးဘက်ကနေပြီးတော့လာမယ်ဆိုရင်ဒါမိုးကုတ်ကိုသွားမယ်ဆိုရင်ပေါ့နော်ဒါမဖြစ်မနေဖြတ်တန်းရမယ်နေရာတစ်ခုဖြစ်တဲ့လမ်းဆောင်တစ်ခုဖြစ်တဲ့ပြီးရင်မိုးကုတ်မြို့နယ်လည်းမိုင်90ပတ်ချာလည်းပဲဝေးတာအဲ့တော့အရန်ကြီးဝေးတဲ့အနေထားလည်းဖြစ်မနေဘူးပေါ့ဗျာအဲ့တော့ဒါမန်လေးစင်ကူးမိုးကုတ်တပေချင်းထီးကျိုက်ဗမော်ဒီနေရာတွေကိုသွားဖို့အတွက်ဆိုရင်အဓိကအချက်ရှာကြတဲ့အရေးကြီးတဲ့နေရာတစ်ခုဖြစ်တယ်လမ်းဆောင်လမ်းကွာတစ်ခုဖြစ်တယ်ဒါကြောင့်မလို့ဒီနေရာကိုအော်တိုဘာဒုတိယအပတ်မှာစစ်ကောင်စီဘက်ကတိုက်ခိုက်ပြီးတော့ ပြန်ပြီးထိန်းချုပ်နိုင်ခဲ့တာအဲဒီတော့ကလည်းတိုက်ပွဲတွေအကြီးအကျယ်ဖြစ်ကြတယ်ဗောနော်အကြီးအကျယ်ဖြစ်တယ်ဘာလို့လဲဆိုတော့တပ်ဖွဲ့တွေကလည်းတိထားတယ်ဒီနေရာကိုစစ်ကောင်စီရသွားပြီဆိုတဲ့အခါကျရင်မတို့ကိုပိတ်ဆို့တိုက်ခိုက်တာတွေလုပ်တော့မယ်ဒါဖျက်တောက်တာတွေလုပ်တော့မယ်ဒီနေရာကနေပဲထပ်ပြီးတော့အခြေပြုပြီးတော့ရှေ့ဆက်တိုးလာလိမ့်မယ်အဲ့တော့ဒီနေရာကိုငါတို့ဒါမပေးရဖို့အရေးကြီးတယ်ဆိုပြီးအဲ့လိုပဲပြန်ပြီးတော့တုံ့ပြန်တိုက်ခိုက်ခဲ့တယ်ဒါပေမဲ့လည်းစစ်ကောင်စီဘက်က ပြန်ပြီးထိမ့်ချုပ်သွားနိုင်တဲ့ကာလတစ်ခုရှိတယ်ဗောနော်အဲ့တော့ဒေါ်လာရင်းအင်အားစုတွေအနေနဲ့ကဒါဖော်ရိုလန်းစုံကနေပြီးတော့ကြောက်ဖြာကြားတိကိုပြန်ပြီးတော့ဆုတ်ခွာခဲ့ရတဲ့ဖြစ်စဉ်ရှိတယ်အဲ့ဒီနောက်တော့ဒါလက်လွတ်လိုက်ရတဲ့ဒီဖော်ရိုလန်းစုံဒီလန်းစုံကအရေးကြီးတဲ့အတွက်ဒေါ်လာရင်းတက်ဖွဲ့တွေကပြန်တိုက်တယ်ပြန်တိုက်တဲ့အခါမှာဒါထိုးစစ်ဆင်ခဲ့တာကြောင့်မလို့ဖော်ရိုလန်းစုံနီးကတာဝါတိုင်းကိုအပါဗောနော်အခြားဒီအရေးကြီးတဲ့ဗောနော်စေရေးရအရေးကြီးတဲ့နေရာအချို့ကိုပါ ဒေါ်လိုင်းတက်ဖွဲ့တွေကပြန်ပြီးရရှိထားပြီးအရေးတာလာတယ်ဆိုပြီးတော့လည်းကျွန်တော်သိရတယ်ဗောနော်တဖက်မှာလည်းစစ်ကောင်စီကဒါမရေယာမြို့နယ်အရှိချမ်းအင်ဂျင်မြိုင်ကြီးရွာအနီးကဒါအမှတ်2014လေကြောင်းအကာကွယ်တပ်စခန်းနဲ့ဒါမြောက်ဘက်ကစေတော်ကြီးရီလောင်တမန်စခန်းအဲစခန်းနေရာတွေကိုဒါစစ်ကောင်စီဘက်ကပြန်ပြီးတော့တင်ပိုက်ထားတာတွေလည်းတွေ့ရတယ်ဗောနော်အဲ့တော့ပြေပြင်းမှာတော့အကုန်လုံးကအပြန်အလှန်ပုံစံမျိုးတွေပဲဖြစ်နေတာဘာဖြစ်လို့လဲဆိုတော့စစ်ကောင်စီကလည်းကျွန်တော်တက်ဖွဲ့တွေကလည်းစီးရ တိလာပြီပေါ့နော်တဖြည်းဖြည်းနဲ့အတွေ့အကြုံတွေများလာတော့တိလာပြီစစ်ကောင်စီကလည်းဒီညနေပတ်သက်လို့သူ့အတွက်အရင်အရေးကြီးနေတဲ့နေရာတွေဖြစ်လို့တစားတစားနဲ့ရှေ့တိုးဖို့အတွက်သူကစူးစမ်းတယ်အဲဒါကြောင့်မြေပြင်မှာလုံးဝတပ်ဖွဲ့တွေကလည်းဇွဲမလျှော့ဘူးဒါကကြိုက်တလို့လာခဲ့ကျုံးမယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြန်ချတယ်ပေါ့နော်အဲဒါကြောင့်မလို့ဒါစစ်ရေးကမြေပြင်မှာဒါအတိုးဆုပ်ပုံစံမျိုးတွေတော့တွေ့ရတယ်သူတွေပြန်ကိုယ်တွေပြန်ပုံစံမျိုးတွေတွေ့ရတယ်အစွမ်းကုန်ကာကွယ်မယ်ဆိုတဲ့အတိုင်းတပ်ဖွဲ့တွေကလည်းစူးစမ်းနေတာတော့ကျွန်တော်လက်ရှိအချိန်ထိမြင်တွေ့နေရတော့မှဖြစ်တယ်ပေါ့နော်အဲဒါကြောင့်မလို့ဒါဖော်တော်လန်းဆောင်ဆိုလဲ ်စစ်ကောင်စီရဲ့ဒါမိုးကုတ်ကိုဥတည်နေတဲ့စစ်ကြောင်းတစ်ခုဖြစ်တဲ့အဲ့နေရာကိုတလွင်တပ်ဖွဲ့တွေကအခုလိုမျိုးပြန်ပြီးတော့အရေးတားတယ်ဆိုတဲ့ဟာကတော့အားရစရာကောင်းတယ်ပေါ့နော်ရှေ့ဆက်ပြီးတော့အလုံးစုံထိချုပ်နိုင်ဖို့အတွက်ကြိုးစားနိုင်မလားဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တစ်ချက်ကြည့်ရမှာပေါ့နော်ဒါပြင်ဒါစစ်ကောင်စီက TNL နဲ့အပြည့်ရက်ပြီးရဲ့နောက်ပိုင်းပေါ့နော်စစ်ကောင်စီဘက်ကလှုပ်လာတဲ့အရာတွေရှိတယ်အဲ့ဒါပါလဲဆိုတော့ရှမ်းမြောက်ဒေသကစစ်စင်တက်တွေဖြစ်တဲ့ဒါစားကဆက်နေတဲ့တမ11ပေါ့နော်တမ17ပေါ့နော်ညအိုက်တက်တွေကပေါ့နော်အိုက်တက်မတွေကတရင်အချို့ကိုပြန်ပြီးတော့ဒါအင်အားတွေထုတ်နှုတ်နေတာရှိတယ် အဲ့လိုထုံထုတ်ပြီးတော့ဒါသူကအနားပေးတာတွေလုံမယ်ပြီးရင်ဒါကကကြီးရန်ဆိုတော့တက်ပုံစံမျိုးပြန်ဖွဲ့တယ်အဲပြီးတာနဲ့ဒါသူ့အတွက်အရေးကြီးပါတယ်ဆိုတော့ဆစ်စင်နေရာမျိုးတွေကိုပြန်ထိုးလာနိုင်ခြင်းရှိတယ်ပြန်ပြီးတော့တာဝန်ပေးလာနိုင်ခြင်းရှိတယ်အဲ့လိုတာဝန်ပေးခံရတဲ့အခါမှာသူ့အတွက်အရေးကြီးတဲ့နေရာတွေကအခုဒါမိုးကုတ်လိုမိုးမိတ်လိုနေရာမျိုးတွေလည်းပါတယ် အာဖာတတော် A နဲ့ရင်ဆိုင်နေရတဲ့နေရာမျိုးတွေပါတယ်အခုဒါပဲခူးမကွေးအေရဝတီဒီနေရာတွေနဲ့ဆက်နေတဲ့ရခိုင်ပြည်နယ်နေရာတွေမှာလည်းဒါသူ့အတွက်အရေးကြီးတဲ့နေရာတွေဖြစ်ပါတယ်ပေါ့နော်အဲ့တော့အဲ့နေရာတွေကိုလည်းထပ်ပြီးတော့ဒီအင်အားတွေကိုပြတ်သုံးနိုင်လားမလားဆိုတဲ့ဟာကိုလည်းကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့နေရာတွေမှာရှိတဲ့သူ့ရဲ့တက်တွေအကြဆုံးများနေတာတွေထိခိုက်များနေတာတွေကိုအခုလို့ဒါအသုံးမလို့တော့တဲ့ရှမ်းမြောက်ကတချို့တက်တွေကိုထုတ်နှုတ်ပြီးတော့အင်အားပြန်ဖြည့်လာနိုင်ခြင်းရှိတယ်ဆိုတာဟာလည်းသိရ။ဘာကြောင့်လဲဆိုတော့စစ်ကောင်စီကအခုချိန်မှာအင်အားတော်တော်ကိုနှဲနေတာ နည်းနေတယ်ဆိုတော့သူ့ရဲ့တိုက်ခိုက်ရေးအင်အားနည်းနေတာပေါ့နော်ပါစာအင်အားဟုတ်တယ်ပါစာအင်အားတစ်လောက်9000ပုံစံမျိုးနဲ့သူတို့စုနေတယ်ဒါပေမဲ့အဲ့ပါစာအင်အားကသူ့အတွက်ချက်ချင်းလက်ငင်းတိုက်ခိုက်ရေးအင်အားမဖြစ်လာဘူးဒီပါစာတွေအနေနဲ့ကလည်းသူ့ဘက်ကိုပါပြီးတော့ဝင်သွားတဲ့သူတွေမဟုတ်ဘူးပေါ့နော်အဲ့ဒါကြောင့်မလို့ဒါစစ်ကောင်စီကဒီပါစာတွေအပြင်ကမှသူကနောက်ထပ်သူ့ရဲ့လက်ယုံတက်တွေကစာထုတ်သုံးနေရတာတွေ့ရတယ်အဲ့တော့အထူးကြိုက်ကြဆုံးနေနေရာပေါင်းစုံမှာတွေ့နေရပြောကြဒီလိုမျိုးဒါသူ့ရဲ့ဟာခွက်တွေကိုပြန်ပြီးတော့ဒီ အသုံးမလိုတဲ့ဒါတက်တွေပေါ့နော်တခြားနေရာမှာအသုံးမလိုတဲ့တက်တွေကိုပြန်ပြီးတော့ဆွဲသုံးနိုင်တာတွေရှိလာနိုင်ခြင်းရှိတယ်ပေါ့နော်အဲ့တော့အဲ့တက်တွေအနေနဲ့လည်းစဉ်းစားရမှာကပေါ့နော်လက်တော့အခုအဲ့ရှမ်းမြောက်မှာနေရင်တောင်မှပဲတို့ကအဆင်ပြေသေးတယ်ဘာဖြစ်လို့ဆိုတော့အပြစ်ရက်သွားပြီတို့နားရတာအခုချိန်ကျမှနားရအောင်ပေါ့နော်အဲ့အလောက်ကိုမှပြန်ပြီးတော့ဆွဲထုတ်ပြီးတော့တခြားနေရာကိုပို့မယ်ဆိုရင်အဲ့တခြားနေရာအကုန်လုံးကသေလန်းကြည့်ပဲအားကြဆေးကောင်စီစစ်သားရဲ့အနေနဲ့လည်းပေါ့နော် အခွင့်အရေးရရင်ထွက်ပြေးကြပါစစ်ကောင်စီဒါအာဏာရှင်အတွက်တော့အလကားတသက်အသိမခံကြပါနဲ့လို့ဒီနေ့ကနေပြောချင်တယ်အဲ့တော့လက်တော်ထီတော့ဒါစစ်ကောင်စီကဒါမိုးကုတ်ကိုမြေပြင်အရာအလုံးရင်းနဲ့ထိုးစစ်ဆင်လာမဲ့ပုံစံမျိုးတွေကျွန်တော်တို့မတွေ့ရသေးဘူးပေါ့နော်ဥတည်နေတဲ့စစ်ကြောင်းတွေကတော့ရှိတယ်အဲတိုက်ပွဲတွေလည်းတောက်လျှောက်တော့ပြင်းထန်နေတာတွေရှိတယ်ဒါပေမဲ့အင်အားအလုံးရင်းဆိုတဲ့ပုံစံမျိုးကိုဒီလမ်းကြောင်းနှစ်ကြောင်းကနေပြီးတော့အခုလက်ရှိအနေထားတွေတော့မတွေ့မြင်ရသေးဘူးပေါ့နော်ဘာလို့လဲဆိုတော့ မျိုးတစ်ခုကိုတင်ပိုက်ဖို့အတွက်သူတို့အခုဦးတည်ထားတဲ့အင်အားတွေနဲ့မလုံလောက်ဘူးဆိုတာသူတို့လည်းသိတယ်။ဒါကြောင့်မလို့အင်အားလုံးရင်းသုံးတယ်ဆိုတာမျိုးတော့ဒါမတွေ့ရသေးဘူး။သူ့ရဲ့အင်အားတွေထုတ်နှုတ်ဖို့ခက်နေတာလေဖြစ်ကောင်းဖြစ်မှာပေါ့နော်။အဲ့တော့ခုနလိုအနာပေးလိုက်တဲ့တက်တွေပြန်ပြီးတော့အသုံးပြုမဲ့အချိန်ရောက်ရင်တော့ဒီနေရာတွေမှာအင်အားဖြစ်တင်နိုင်တာတွေရှိတယ်။အဲ့တော့ဒါမိုးကိုကိုကာကွယ်မှာကဒါပြည်သူကာကွယ်ရေးတက်တယ်ဆိုတော့ကြတော့အဲပြောရမယ်ဆိုရင်ပြည်သူကိုစစ်ကောင်စီကထိခိုက်အောင်လုပ်တယ် ပြည်သူကိုဇက်တိုက်ပုံကျဲလာရင်ပြည်သူကာကွယ်တပ်တွေကပြည်သူကိုငှဲ့ပြီးတော့ဆုတ်ခွာပေးတာမျိုးတွေဖြစ်စေခြင်းလို့ဆိုတဲ့ရည်ရွယ်ချက်မျိုးတွေတော့တွေ့နေရတယ်စစ်ကောင်စီကလက်တော်ပုံကျဲတိုက်ခိုက်မှုတွေဇက်တိုက်လုပ်နေတာရှိတယ်အဲ့တော့ရှေ့ပိုင်းကာလမှာလည်းအဲ့လိုမျိုးပုံကျဲတိုက်ခိုက်ခဲ့တဲ့ဟာတွေရှိတယ်အဓိကတော့ပြည်သူကိုကြည့်ပဲရည်ရွယ်ပြီးတော့တိုက်ခိုက်ခဲ့တဲ့ဟာတွေရှိတယ်အဲ့တော့ပြည်သူကလည်းကြာလာတော့ကျတော့တောက်လန့်ကြားနေပဲပေါ့နော်အာဒီနေရာကိုဒါ PDF တက်ဖွဲ့တွေကတေချာဘောက်ကကာကွယ်နိုင်ပါမလားဆိုတဲ့အတွေးတွေဝင်လာနိုင်ရှိတယ် ဈေးကောင်စီကအဲ့လိုပုံစံမျိုးနဲ့ဒါစိတ်တက်စစ်စင်ရေးအရာရောစည်ရေးအရာပါဒါနှမျိုးသုံးပုံစံမျိုးနဲ့လှုပ်ဆောင်လာနိုင်ရရှိတယ်လက်တလုံးမှာသူ့အတွက်အေးတာတာကလည်းအဲ့ဒါပဲရှိတယ်မြေပြင်စစ်ကြောင်းကသူ့သွားခိုင်းတိုင်းသွားတယ်ဆိုပေမဲ့လည်းမရောက်နိုင်ဘူးဘာဖြစ်လို့လဲဆိုတော့တော်လိုင်းတက်ဖွဲ့တွေကအလွယ်တကူခုနလိုတက်တာပြပြီးတော့လွတ်လိုက်မှာမဟုတ်ဘူးလာသမျှကောင်အကုန်ပတ်ကျုံးမှာအဲအကြောင်းလို့မြေပြင်ကတက်တွေကသူ့အတွက်အေးပေါ်ကာလဖြစ်နေတဲ့အချိန်မှာအချိန်မီရောက်သွားနိုင်မှုဆိုရဆိုတာ အချိန်မီရောက်သွားနိုင်မှုအတွက်ဆိုတာဘလုံးမှမလွယ်ကူဒါကြောင့်မလို့လေချောင်းကိုပဲဖိပြီးတော့သုံးမယ်လို့ဒါယူဆရတယ်လက်တလုံးမှာလည်းဒါတဲယူပို့ဆောင်ရေးအတွက်ကိုလေရင်တွေထပ်ပြီးတော့ဖြစ်တင်းနေတာမျိုးတွေရှိတယ်ပေါ့နော်အဲ့တော့လေချောင်းနဲ့ပတ်သက်လို့တိုက်ခိုက်မှုတွေရောအရွှေ့ပြောင်းကိစ္စတွေရောပို့ပြီးတော့များလာနိုင်ခြင်းရှိတယ်အဲ့တော့စစ်ကောင်စီကဒီမျိုးနှစ်မျိုးကိုသူကပြန်လိုချင်တယ်ဆိုတာကလည်းသူ့အတွက်ကအရန်အရေးပါဒေါ်လာရေးတက်ဖွဲ့တွေအတွက်လည်းရေးပါဒါရှိမှကျွန်တော်လည်းပြောခဲ့ပြီးရပါတော့ ဒီနေရာကိုတော်လိုင်းတပ်ဖွဲ့တွေကအသိမ်းပိုက်ထိန်းချုပ်ထားတဲ့ကာလာတခြားမှာလုံးဝသူ့ရဲ့အသေးကိုအဲ့နဲ့ဆွ့နေသလိုပဲအဲ့နဲ့ထိုးနေသလိုပဲကြည့်ပြောမှာနော်ဒီတော်လိုင်းတပ်ဖွဲ့တွေကဒီကဒီရတဲ့တယံဇာတကိုအသုံးပြုပြီးတော့တော်လိုင်းမှာပြန်ပြီးတော့အသုံးချတာမျိုးတွေသူမြင်တွေ့နေရတိုင်းမှာသူကြေကွဲတယ်ပြီးရင်သူ့ရဲ့အချိုးစည်းကအရန်ထိခိုက်တယ်ဗျာအဲဒါကြောင့်မလို့ဒါမိုးကုတ်ဆိုတာကတည့်ရတိုင်းမှာကဘာကျော်ဒါဗရမားတွေထွက်ရှိတဲ့နေရာဖြစ်တယ်မိုးမိတ်ဆိုတာကလည်းဒါစိန်နေရွှေတွေတစ်တွေထွက်တဲ့နေရာဖြစ်တယ် တိတ္တကရှိမှရှိတော့ပြောတတ်တော့ဘူးဘောနော်ဒါပေမဲ့အဲ့လိုမျိုးထွက်တဲ့အရာတွေဖြစ်တယ်တိယံဇာတပိုးတယ်ပေါ့ဗျာပြောရရင်အဖို့တန်တိယံဇာတတွေရှိတယ်သုံးဆွဲမယ်ဆိုတဲ့ခါကျရင်အရန်အကျိုးမြတ်များတဲ့နေရာမျိုးတွေပေါ့အဲအကြောင်းမလို့စစ်ကောင်စီကဒီနေရာကိုဆုံးရှုံးနေရတဲ့ရွေ့သူ့အတွက်ခုနကျွန်တော်ပြောလို့ပေါ့နော်လုံးဝအဲ့နဲ့လာထိုးနေလို့ပဲဖြစ်နေမှာအဲအကြောင်းမလို့သူကဒီနေရာတွေကိုအသေးအတန်ပြန်ယူဖို့အတွက်သူစူးစမ်းမယ်မြန်မြန်ရဖို့အတွက်လည်းသူစူးစမ်းလိုက်မယ်ပေါ့နော်အဲ့တော့မန်လေးပြည်ရဲ့ဒီရက်ထဲမှာထုတ်ပြန်တဲ့ထုတ်ပြန်ချက်ကဒါမရရာစင်ကူတပိတ်ချင်းဒီမြို့နယ်တွေကိုသူက ဒါလုံးဝဒီကိုစွမ်းညံစမ်းရှိသမျှကာကွယ်မယ်ဆိုပြီးတော့ဒါပြောလိုက်တယ်ဗောနော်အဲ့လိုမျိုးပြောလိုက်ခြင်းအပြင်မိုးကုတ်မိုးမိတ်ကိုစစ်ကောင်စီကအလွယ်တကူပြန်ရဖို့တော့ကတော့မဖြစ်နိုင်ဘူး။ဘာကြောင့်လဲဆိုတော့မန်နေကနေပြီးတော့တကယ်လို့မိုးကုတ်ကိုသွားမယ်ဟဲ့ဆိုရင်ခုနပြောတဲ့နေရာတွေကတေချာပေါက်ကိုဖျက်ဆီးရမှာဖြစ်တယ်။အဲ့တော့အစွမ်းကုန်ကာကွယ်မယ်ဆိုတဲ့တက်တွေနဲ့သူရင်ဆိုင်ရမှာဗောနော်အဲ့တော့အလွယ်တကူတော့သူတက်ပြန်ရနိုင်ချေမရှိဘူး။အဲ့ပြီးတော့ဒါလက်ရှိမိုးကုတ်ဒေသခံတွေရဲ့အခြေအနေကိုလည်းကျွန်တော်တို့ပြောရမယ်။အဲအခြားနေရာမှာရှိတဲ့ ပြည်သူတွေကလည်းဒီမိုးကုတ်မြို့အတွက်ပေါ့နော်အဲစိုးရင်ပူပန်ကြတာတွေရှိတယ်အားပေးနေကြတာတွေရှိတယ်အတင်းတားကြဖို့အမျိုးမျိုးသောနီလန်းမျိုးတွေနဲ့ပံ့ပိုးကူညီပေးနေကြတာတွေလည်းရှိတယ်ဒါပေမဲ့လက်တလုံးအဲ့နေရာမှာနေရပါတယ်ဆိုတော့ဒီဇာကန်တွေရဲ့ဒါခန်းစားချက်တွေကကြတော့မတူညီဘူးပေါ့ဗျာတချို့ကြတော့ဒါစိုးရင်ပူပန်မှုတွေရှိတယ်အဲဘာကြောင့်လဲဆိုတော့စစ်ကောင်စီဝင်လာပြီးဟိဆိုတဲ့ခါကျရင်နောင်ချိုတီဘောကြောက်မဲအဲ့မျိုးတွေမှာဘာတွေဖြစ်ခဲ့တယ်လဲတို့မြင်တွေ့နေရတာဖြစ်တယ် ။ဘာကြောင့်လဲဆိုတော့စစ်ကောင်စီကအဲ့နေရာတွေကိုထိန်းချုပ်နိုင်ပြီဆိုတဲ့အခါကျရင်အဲ့မှာဒါရှေ့မှာဖြစ်သွားတဲ့မြို့သုံးမြို့ပေါ့နော်ခုနနောင်ချိုတီဘောကြောက်မဲဆိုရင်အဲ့မှာဒါ TNL နဲ့ဆက်ဆက်ပါတဲ့ဆိုပြီးတော့ပြည်သူတွေကိုဖမ်းဆီးတာတွေအတင်းကျပ်ဒါဒါဖမ်းခေါ်တာမျိုးတွေပေါ့နော်။ပြီးရင်ဒါနေအိမ်နေစီးပွားရေးလုပ်ငန်းတွေဒါတွေကိုချိတ်ပိတ်ပစ်တာမျိုးတွေဒါမျိုးပုံစံမျိုးတွေဒါနှိမ့်ဆက်တာတွေကြုံရမှာဆိုးတဲ့အတွက်ပေါ့နော်။ဆိုရင်ပူပန်ကြတာရှိတယ်။အဲ့ဒီမျိုးတွေကိုစစ်ကောင်စီဝင်လာနိုင်ခဲ့ရင်ဆိုတဲ့အတွင်းနဲ့ ရှောင်ကြတင်းကြတာတွေလည်းရှိတယ်ဆိုပြီးတော့ဒါသိရတယ်ဗောနော်အဲ့တော့ဆေးရှောင်တာတွေလည်းရှိလာပြီဒါပေမဲ့အကုန်လုံးရှောင်တာမျိုးတော့မဟုတ်ဘူးခုနကကျွန်တော်ပြောတယ်ဆိုရင်ပူပန်မှုတွေရှိနေတဲ့အဖွဲ့တွေကတော့ရှောင်ကြတယ်ဒါပေမဲ့တချို့လည်းရှိတယ်တချို့ကကျတော့ရှောင်တော့မယ်ဒါပေမဲ့ရှောင်ဖို့အခွင့်အရေးမရှိဘူးဘာကြောင့်မရှိရလဲဆိုတော့ခက်ခဲနေတာလက်တလောဒီဘက်ချမ်းမှာရှိတယ်ဗောနော်ညာမြေပြင်မှာဒါသွာလာဇရိတ်တွေကတော်တော်လေးကိုကြီးမြင့်နေတာဗောနော်အဲ့ဒါတယောက်ကိုဒါကားကားအနေနဲ့ပြောမယ်ဆိုရင်၅သိန်းကနေ9သိန်းကြီးရှိတယ်ဒီထက်ပိုပြီးတော့တက်လာနိုင်ကြတောင်ရှိတယ်ဆိုပြီးတော့ ပြောနေကြတာပေါ့နော်အဲ့တော့တချို့ကကြတော့ရှောင်းခြင်းပဲမဲ့လေဒီငွေကြေးကိုမတက်နိုင်ဘူးဒါဘာကြောင့်လဲဆိုတော့အခက်ခဲတွေအများကြီးရင်ဆိုင်နေရတာဖြစ်တယ်အဲပြီးတော့အခုလိုမျိုးသွာလာနေတဲ့ဟာကလမ်းမှာဘာတွေကြုံရနိုင်ချေရှိမလဲသူတို့မသိဘူးလမ်းမှာပေါ့နော်အဲ့လိုမျိုးပုံစံမျိုးလာတဲ့ဒါဆစ်ရှောင်းလာတဲ့ပြည်သူတွေကိုဒါလက်ဝဲလက်စားတွေချို့ယူပြီးတော့ဓမြတိုက်တဲ့ဖြစ်စဉ်တွေပါဖြစ်လာနေပြီဖြစ်တယ်အဲ့တော့ပြည်သူတွေဘဝကလည်းတကယ်ကိုတနာစရာကောင်းတယ်ပြောသီလား ပြီးတော့အဲ့လိုမျိုးလှုပ်ရက်တဲ့ကောင်တွေကိုလည်းဘယ်လိုပြောရမှန်းကိုမသိဘူးဗောနော်ဒုက္ခရောက်လို့ရှောင်လာကြပါတယ်ဆိုမှပဲဗောနော်အခုလိုမျိုးဒါကုကြိုးရှာတဲ့ကောင်တွေ ਨੇ တွေ့နေသေးတယ်ဒါတွေကလည်းဒါမင်းအောင်လိုက်အခုလိုမျိုးစောက်ယူထားလိုက်တဲ့ကိစ္စတစ်ခုကနေစလိုက်တဲ့ဟာတွေပဲဒီကောင်အဲ့လိုမျိုးအာနာသိမ့်လိုက်ပြီးတဲ့နောက်ပိုင်းမှာတိုင်းပြည်ကတကယ်ကိုချွတ်ချုံကြသွားတယ်ဂျုံနိုင်ငံသားတွေဗောနော်လောက်ကန်ခွင်လန်းနေအကုန်လုံးရှားပါကုန်နေဝင်ငွေနဲ့ထောက်ငွေနဲ့လုံးဝမမြတ်တာတွေဖြစ်ကုန်နေကုန်စည်နှုန်းတွေလုံးဝခေါင်ခိုက်ကုန်နေဗျာ ကျက်ချရောက်တပိဒါ6ရောက်ကြီးပဲကျက်ချရောက်တပိဒါကို656တောင်းဖြစ်နေကဲဘလို့မျိုးနဲ့အဆင်ပြေတော့မယ်ဟာကျက်ဥတလုံးကိုဒါ50တရားကနေပြီးတော့6500ဖြစ်နေတယ်ဘလို့မှအဆင်မပြေနိုင်တော့အဲကျတော့ခက်ခဲလာတဲ့အခြေအနေတွေမှာဒါရှုတ်ကြတော့လေလုံပြီးလုံရတယ်လုံကြတယ်ပြီးတော့အလွယ်တကူလည်းလုံလို့ရနေတာဖြစ်တယ်ဘာကြောင့်လဲဆိုတော့တရားဥပဒေစိုးမိုးမှုတွေမရှိတော့အဲကြောင့်မလို့ဒါဓမြတိုက်တာတွေခိုးဆိုးလှူနိုင်တွေဓာတ်တွေတော်တော်လေးကိုများလာတာဖြစ်တယ်ပြီးတော့ဒါရန်ကားတဲ့လူငယ်တွေလည်းအများကြီးပဲတွေ့ရတယ်ဗောနော်ဟောဒါဟိုနေ့ကဆိုရင် အာလုံးဝပေါ့နော်စင်ပေါ်မှာတက်ပြီးတော့အာအယုဒ္ဓနတ္တဒါမျိုးတွေကစပြောတဲ့ငွေတွေလည်းအများကြီးတွေ့လာရတယ်ပေါ့နော်ပြီးရင်အုပ်စုဖွဲ့ပြီးတော့အာရံဖြစ်ကြတဲ့ဟာတွေထိုးကြကြိတ်ကြတဲ့ဟာတွေပေါ့နော်ဒီနေ့ခေတ်လူငယ်တွေကအဲ့လိုပုံစံမျိုးတွေပေါ့နော်အများကြီးပဲတွေ့မြင်လာနေရတယ်အဓိကတော့ဒါအာနာယူမင်းအွန်လိုင်းတယောက်ပေါက်တက်ကရလုံးလိုက်တဲ့ကိစ္စတစ်ခုကတိုင်းပြည်မှာရောလူငယ်တွေရောဒါကျွန်တော်တိုင်းတိုင်းပြည်မှာရှိတဲ့ဒါပြည်သူတွေအနေနဲ့ရောအကုန်လုံးကိုဒါ လုံးဝနောက်ကျကျန်သွားအောင်ဆွဲချပလိုက်တယ်ကိုကျင့်တရားနေပြက်ပြားကုန်အောင်တွန်းပို့လိုက်တယ်ဆိုတဲ့ပုံစံမျိုးတွေအများကြီးပဲမြင်တွေ့နေရတယ်ဗောနော်အဲ့တော့ဒီလိုဖြစ်စဉ်မျိုးတွေယောပါအောင်ဒါတွေကလည်းယောပါဖို့ဆိုတာကဗောနော်မင်းအွန်လိုင်းလိုកောင်မျိုးမြ мян ချုပ်ငိမ့်มาရအာနာရှင်စနစ်အ мян ဆုံးအဆုံးတန်းมาဖြစ်มาဗောနော်အားကြောင့်မလို့ဒါလက်ရှိမိုးကုတ်နဲ့မိုးမိတ်နဲ့ဒါပြီးရင်ဒါမန္တလေးကဆက်သွားမယ်ဆိုရင်မတရားတပိချင်းစင်ကူအဲဒီလိုနေရာမျိုးတွေမှာရှိနေတဲ့အခြေအနေကတော့ကျွန်တော်ပြောတဲ့အတိုင်းပဲဗောနော်အဲကျွန်တော်တို့လည်းစုံစမ်းသိရှိရသလောက်အခုလိုမျိုးဝင်မြေးပေးပါမယ် အဲဆက်လက်ပြီးတော့လည်းဒွန်လိုင်းတက်ဖွဲ့တွေရှေ့ဆက်ပြီးတော့အောင်ပွဲခံနိုင်ဖို့အတွက် ပြီးတော့ကြတော့ဒါစစ်ကောင်စီရဲ့ရည်မှန်းချက်တွေမပြည့်ဝအောင်ဒွန်လိုင်းတက်ဖွဲ့တွေလှုံ့ဆော်နိုင်ဖို့အတွက်ကိုတက်တဲ့လောက်ပူပေါင်းပါဝင်ပေးကြဖို့ဒီညနေပြောချင်ပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်